မင်္ဂလာပါရှင်23ရက်6လမှ29ရက်6လတပတ်တာတနင်္ဂနွေသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိုင်းကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေဒီတပတ်မှာအလုပ်နဲ့ပတ်သက်ပြီးတော့ကံအားကြီးကောင်းနေတယ်အလုပ်မှာလုပ်ငန်းတွေတိုးချဲ့ရတဲ့အောင်မြင်ပေးရောင်းရင်းဝင်ရဖျားဖျားနဲ့ပတ်သက်ပြီးတော့လည်းရောင်းပန်းဝယ်ပန်းတွေပွင့်လန်းစေပဲတပတ်တာလို့တွေ့ရပါတယ်တန်မှုကြီးသောပစ္စည်းများဝင်လာဖို့ရှိနေပါတယ် မိမိအနေနဲ့ကိုကငွေကြီးကိစ္စတွေပြောဆိုထားတဲ့အရာလေးတွေလည်းပဲငွေကံပေါ်စီမင်းငွေနဲ့ပတ်သက်ပြီးတော့လက်ရွှေစီမင်းရရန်ရှိသောငွေကြီးများလည်းပဲလက်ဝဲသူပိုင်ဆိုင်ရရှိစေမဲ့တပတ်တာလို့တွေ့ရပါတယ်။မိတ်ဆွေအပေါင်းအသင်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေအပေါင်းအသင်းကအထင်မြင်လွဲမှားမှုလေးတွေခံရတဲ့တည်းဒါတို့ခရုစိုက်ပြီးရတယ်။အဓိကတော့မိမိရဲ့တပတ်တာမှာပြောတာဆိုတာလေးတွေကိုအရန်တတိထားပြီးတော့ပြောဆိုဆက်ဆံမှာအထင်မြင်လွဲတာတွေကို ခံရတပါတယ်။အိမ်နဲ့ပတ်သက်ပြီးတော့နောက်ဆန်တင်ရမယ်။အိမ်ကိစ္စကြောင့်မိမိရည်ရွယ်ထားတဲ့ကိစ္စလေးတွေနှောင့်နှေးစီတဲ့အရာလေးတွေလည်းတွေ့ရပါတယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့မိမိကိုဆွေမျိုးသားချင်းကအကူအညီပေးမယ်ဆိုပြီးတော့ရည်ရွယ်ကြံစီထားတဲ့ကိစ္စလေးတွေအထမမြောက်ဘူး။အဲ့တော့နောက်ကျသွားတတ်တယ်။မရတာမဟုတ်ဘူး။ရမယ်။သို့ပေမဲ့နောက်ကျသွားမယ်လို့တွေ့ရတယ်နော်။ရန်အနေနဲ့အတိုက်အခိုက်လုံးဝမရှိရဲ့ပြင်ချစ်သူခင်သူတွေပေါများလာပေတပတ်တာလို့တွေ့ရပါတယ် အခြေအနေနဲ့ပတ်သက်ပြီးတော့မိမိချစ်သူကအလိုလိုက်တာတွေခံပြီးနောက်မိမိချစ်သူကမိမိပုံမှန်ရည်ရွယ်ချက်ကြီးကြီးမားမားလေးတွေလုပ်ပေးတာမျိုးလေးရရှိစေပြီးအိမ်တော်ကြီးနဲ့ပတ်သက်ရင်လည်းအိမ်တော်ကြီးအေးချမ်းသာရမယ့်တပတ်တာလို့တွေ့ရပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ခရုစိုက်ပါအဓိကတော့ခါးနာမေးခါးကြောညက်မေးခါးနဲ့ပတ်သက်တဲ့ဝေဒနာလေးတွေဖြစ်တတ်တယ်ဒါကိုခရုစိုက်ပါ အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုရင်အိမ်ကိစ္စနဲ့ပတ်သက်တာနောက်ပြီးတော့ငွေကြေးကိစ္စအိမ်ကိုအကြောင်းပြုပြီးတော့ငွေကြေးပြောရမယ့်ကိစ္စလေးတွေဆိုရင်တာဝန်ယူလိုက်ရတာဖြည့်ရှင်းပေးလိုက်ရတာဒီလိုအခက်အခဲလေးတွေကိုတွေ့ရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအကောင်းနေထီတိုးကံဆန်းကျင်နေဆိုရင်တော့ငါးတလုံးထီတိုးကံဆန်းလို့ရပါတယ်။ ဒီလိုအခြေအနေမျိုးမှာခရီးနဲ့ပတ်သက်ပြီးတော့ရှောင်တဲ့နေအဲ့တော့ပြည်တွင်းရောပြည်ပရောခရီးကံလေးတွေအားနေနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ခရီးကိုမသွားစေချင်သေးဘူးနော်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေချုံကုန်ပြီးကြည့်လိုက်တဲ့အခါမိမိအနေနဲ့ကိုဖြစ်ချင်တဲ့အရာလေးတွေကိုလုပ်ချင်တဲ့အရာလေးတွေကိုရည်ရွယ်ထားတဲ့အတိုင်းအကောင့်ထဲပေါ်စီပြီးတော့ လုံနိုင်တဲ့အရာလေးတွေ့ရတယ်လို့မိမိလုံလိုက်တဲ့အရာလေးတွေဟာလည်းပဲအကျိုးဖြစ်ထုံးမှုလေးတွေရရှိစေမယ့်တပတ်တာလို့တွေ့ရတယ်။ဒီတော့တင်းလင်းငွေတာသမီချင်းမိတ်ဆွေတို့အတွက်ကံထောက်ပံ့ဖြစ်စေတဲ့ယရိယာကောင်းလေးဆရာမပေးချင်ပါတယ်။တင်းလင်းငွေတာသမီချင်းမိတ်ဆွေဒီတပတ်မှာပြုလုပ်ဆောင်ရမယ့်ယရိယာကဖိုးကြီးတန်ကားတော်တွေဝတားဟင်းဆွန်လောင်းလူချင်းဖြင့်ကုသိုလ်ယူခြင်းဖြင့်မိမိခက်ခဲနေသောတပတ်တာပြည်လေသွားမယ်လို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။23ရက်6လမှ29ရက်6လတပတ်တာ ။ဒီနေ့မှာသွားသမီးချင်းမီစုရဲ့အလုတ်ကင်ကလည်းစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်။ဒီနေ့လာသွားသမီးချင်းမီစုရဲ့အလုတ်မှာထင်ပေါ်ခြင်းအောင်မြင်ခြင်းနောက်ပြီးပြီးလုတ်ကင်တဲ့ကိစ္စလေးတွေမှာကိုမထင်ထားလောက်အောင်လုပ်ငန်းလေးတွေတွင်းကျဲစီတယ်။နောက်တစ်ခုကကျတော့ဒီဝန်တန်းတို့လက္ခဏာစာတို့လုပ်တဲ့သူဆိုရင်ယာဒုဌာနန္တရဒီရရှိစီတာမျိုးအလုတ်ကနေလစာတိုးတာမျိုးတရင်ကောင်းနေကြရတာမျိုးဒီလိုလေးတွေ့ရပါတယ်။တာမူးကြီးသောပြည်စီများဝင်လာဖို့ရှိနေပါတယ်။ မိစေပေါင်းတင်နဲ့ပတ်သက်ပြီးတော့မိစေအပေါင်းတင်ကဘေဘီအပေါ်မှာယုံကြည်တဲ့လီးစားတဲ့အားကိုးတဲ့အဲ့ဒါကိုတခြားသောသူတယောက်ကချောင်းဝင်နှောက်ရတာမျိုးအဲ့တော့မိစွေနဲ့ကိုနဲ့ချားထဲမှာအထင်မြင်လွဲပါတာမျိုးလေးဖြစ်တတ်တယ်ဒါလေးကိုလည်းသတိထားပါနော်အိမ်နဲ့ပတ်သက်ပြီးတော့အိမ်ကအကြီးကြီးတွေအိမ်ကမိသားစုဝင်တွေတယောက်ပြီးတယောက်ချောင်းဝင်ညံလို့စိတ်ပူပန်ရတာလေးတွေ့ရတယ်စီမျိုးသားချင်းတွေကမိမိအပေါ်မှာတိမ်တန်းကြတာလေးခံရတဲ့တည်းဒီအတွက်ကြောင့်ကိုယ်ကစိတ်မကောင်းဖြစ်ရတဲ့တည်းနော် ရန်အနေငယ်ဆူဆူဝါအတိုက်ခိုက်လုံးဝမတွေ့ရပါဘူးရှင်အချင်းနဲ့ပတ်သက်ပြီးတော့ငိန်ဒီပဲတပတ်တာပါအီနောင်ကြီးနဲ့ပတ်သက်ရင်တော့မိသားစုတွေအလူတန်းလေးတွေနဲ့ဒီအလူရီဆက်လက်နဲ့မကွာလှူအားပဲတပတ်တာလို့လည်းပဲတွေ့ရပါတယ်ကျမ်းမာကြီးနဲ့ပတ်သက်ရင်တော့ခရီးဆိုင်ပါကျမကြီးကယောဂါဆိုဒုက္ခဆိုမတွေ့ရအောင်ယုတ်တရဖြစ်စီတဲ့အရာလေးဖြစ်တတ်တယ်ယုတ်တရဖြစ်စီတဲ့အန်ဒီရေဆိုတာကဥပမာအကောင်တကောင်ကိုက်လိုက်တာ ဒါမှမဟုတ်လို့ချင်းလမ်းသွားရင်ခလုတ်တိုက်တာမျိုးထိပြီးခိုက်ပြီးတိုက်မိတာမျိုးတွေးထွက်တိုင်းမျိုးဖြစ်တာမျိုးအဲ့ဒါလေးတွေ့ရတယ်။အေးချမ်းမှုငြိမ်းချမ်းမှုမတွေ့ရသေးဘူး။ဒီတစ်ပတ်တောင်မှဘာလို့လဲဆိုတော့ကိုကအလုပ်တွေကိုတအားအောက်တုံခွန်ဆိုင်တုံနေတယ်။အဲ့ဒီအလုပ်တွေနဲ့ပတ်သက်ပြီးတော့လည်းပဲကိုကကောင်းတဲ့သတင်းထွက်တာမျိုးရှိတယ်။နောက်ပြီးတော့မကောင်းသတင်းအထွက်ခံရတာမျိုးရှိတယ်။အဲ့ဒီအတွက်ကြောင့်မို့လို့အာယုံအရန်နောက်ရမယ်။ဒီအတွက်ပဲအေးချမ်းသေးပေါ့နော်။ကံနဲ့ပတ်သက်ပြီးတော့ကံအားကောင်းနေထီထိုးကံဆန်းမယ်ဆိုရင်တော့6တလုံးထီထိုးကံဆန်းလို့ရတယ်။ ခီးနဲ့ပတ်သက်တဲ့ညာလေးကောင်းတယ်ပြည်တွင်းရောပြည်ပောက်ရောခီးကံလေးတွေအာတာချက်ရှိတယ်လို့တွေ့ရတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်းစရာတွေခြုံငုံပြီးကြည့်လိုက်တဲ့အခါမှာအမျိုးသမီးတစ်ယောက်ကမိမိအပေါ်မှာဒီစေတနာနဲ့ပြောလိုက်တဲ့အရာလေးတွေညနေပြီးတော့မှဝေဒနာဖြစ်သွားစေတာပေါ့နော်အဲ့တော့အခြားသောအမျိုးသမီးတစ်ယောက်ကအကြံဉာဏ်ကောင်းပေးလာတဲ့အခါမှာအဲ့ဒီရဲ့အကြံဉာဏ်ကိုမငင်းသင့်ဘူးလို့တွေ့ရပါတယ်။ဒီတော့တနင်္လာသားပြီးချင်းမိတ်ဆွေရဲ့တပတ်တာကံတော့ပဲဖြစ်စီတဲ့ရေရာကောင်းလေးဆံမပေးချင်ပါတယ်။ တနင်္လာသားသမီးချင်းမိတ်ဆွေတပတ်တာလုံးမှာအဓိကကတော့တရဏဂုံကိုအတိတ်ထံဝင်ပေးခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်နေသွားမယ်လို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။23ရက်6လမှ29ရက်6လတပတ်တာအင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးမှာဖြစ်ပါတယ်ရှင်။အင်္ဂါသားသမီးချင်းမိတ်ဆွေအလုပ်ကံမကောင်းဘူးအလုပ်နဲ့ပတ်သက်ပြီးတော့ စိတ်ညစ်စရာစိတ်ရှုပ်စရာနာမည်ပြက်စရာကုန်တိတ်ခါကြားစရာလေးတရှိတယ်။ဒါကြောင့်တတိထားပါ။အယောင်းဝယ်သမားများဆိုရင်အယောင်းဝယ်နဲ့ပတ်သက်ပြီးတော့ထိုးကြတာအယောင်းဝယ်တွေငြိမ်နေတာ ရောင်းမကောင်းတာလက်ပိတ်နေတာဒီလိုလေးရှိတယ်နော်ခရုစိတ်ပါ။တာမိုးကြီးတော့ပစ္စည်းထွက်တတ်ပါလိမ့်။မိတ်ဆွေတွေရဲ့အကူအညီကောင်းထောက်ပံ့ကောင်းတွေရဖို့အပြေအဝါရရှိပါပဲဖြစ်ပါလိမ့်။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရည်တွေစီစဉ်ညွှန်ကြားတဲ့အခါမှာအဆင်ပြေမယ်မိမိဖြစ်စီခြင်းနဲ့အတိုင်းပုံစံတကျနဲ့အဆင်ပြေကောင်းမယ်လို့တွေ့ရတယ် ဆွေမျိုးသားချင်းရဲ့ပြည်တင်ပြောဆိုဝေဖန်မှုလေးတွေခံရတဲ့တည်းရန်အတိုက်အခံနှောင့်ယှက်ရှိတယ်ဒါကြောင့်သွားသတိလာသတိအမြဲရှိပါနော်အခြေအနေနဲ့ပတ်သက်ပြီးတော့ချစ်သူရဲ့ညှိုးညံ့တာတွေခံရတဲ့တည်းအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အောက်လက်ငယ်သားတွေကြောင့်မလို့စိတ်ညစ်စရာဆိတ်ရှုပ်စရာလေးကြုံရတဲ့တည်းကျမကြီးနဲ့ပတ်သက်ပြီးတော့ခဏခဏချူချာတတ်တယ်အဓိကတော့အေးအေးပတ်ပြီးနောက်ပြီးတော့နှာစီးချောင်းဆိုးဖြစ်ပြီးခဏခဏစီကံပြရတတ်တယ် အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာမယ့်တပတ်တာပါဘလောက်ပဲဘလူတွေခက်ခဲရှိနေပါစေမိမိအနေနဲ့23 24 25 25ဒီလိုရက်တွေမှာဘလောက်ပဲကတိလည်နာဖြစ်ပါစေနောက်ပိုင်းကိစ္စမှာကိုလုံးဝမယ်ကြင်ရမယ်ကိစ္စလေးတွေမှာအဖက်ဖက်ကနေပြီးတော့အကူအညီကောင်းလေးတွေဝင်လာမယ်လို့တွေ့ရပါတယ်ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းပါတယ်။ထီထိုးကံစမ်းခြင်းနဲ့ဆိုရင်တော့တစ်တလုံးထီထိုးကံစမ်းလို့ရပါတယ်။ ခီးနဲ့ပတ်သက်ပြီးတော့အားနေတယ်ဒါကြောင့်မို့လို့ခီးသွားမယ်ချိမိချေများခီးခံအားနေတဲ့အတွက်ကြောင့်ဒီတစ်ပတ်မှမထွက်ပဲနေဒီတစ်ပတ်ကြုံလုံတော့မှထွက်ရင်ပိုကောင်းပါလိမ့်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာချုံကိုပြီးကြည့်လိုက်တဲ့အခါမိမိကဘလောက်ပဲအကောင်းဆုံးနေဖန်တီးပေးပြီးဘလောက်ပဲလုပ်ပေးပြီးဘလောက်ပဲကင်ပေးပြီးအကောင်းအမြင်မခံရတဲ့တစ်ပတ်တာလို့တွေ့နေရပါတယ်ဒီတော့အင်္ဂါသားသမီးချိမိဆွေအတွက်ကံထောက်ပံ့ဖြစ်စေတဲ့ရည်ရွယ်ကောင်းလေးဆံမပေးချင်ပါတယ်အင်္ဂါသားသမီးချိမိဆွေပြုလုပ်ဆောင်ရမယ့်ရည်ရွယ်က စာကလေး9កောင်လွှတ်ပေးခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံ ပြည်လည်သွားမေးလူတွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။23ရက်6လမှ29ရက်6လတပတ်တာဗုဒ္ဓဟူးသားသမီးချင်းပြီဆိုရဲ့အလုပ်ကံကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်။ဗုဒ္ဓဟူးသားသမီးချင်းပြီဆိုရင်အလုပ်နဲ့ပတ်သက်ပြီးတော့အတိုက်ခံအရန်များတွေငွေကြီးနဲ့ပတ်သက်ပြီးတော့ယဉ်ဤမြုံနှံမှုတွေမြုပ်နေတာမျိုးပြန်မပေါ်တာမျိုးလေးတွေတွေ့ရပါတယ်။တန်မိုးကြီးသောပြည်စီများဝင်လာဖို့ရှိနေပါတယ်။ မိတ်ဆွေအပေါင်းအသင်းတွေရဲ့အကူအညီထောက်ပံ့ကောင်းတွေအပြည့်အဝရပါလိမ့်မယ်။အိမ်နဲ့ပတ်သက်ရင်တော့နောက်ဆန်တင်းစရာဝေးကြီးကိစ္စလေးတွေရာအစအပြောအဆိုလေးတွေမှာအမှားယွင်းလေးတွေဖြစ်တဲ့တည်းဒါကိုသတိထားပါ။ရှင်မြူသားချင်းရဲ့အပြည့်မြင်အောင်ရှင်မြူသားချင်းက ကိုယ်သဘုတ်လီလွင့်ပြောတာကိုခံရတဲ့ပိုင်းရန်အန်ဒီရေစူးစူးဝါအတိုက်ကိတ်လုံးဝမရှိပါဘူးရှင်။အခြေအနေနဲ့ပတ်သက်ပြီးတော့အင်မတန်မှမျက်နှာပွင့်နေတဲ့လူကြီးလူငယ်ပေါ်နေတယ် အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်ရဲ့ကုညီပံ့ပိုးထောက်ပံ့မှုတွေရရှိစေမဲ့တပတ်တာပါ။ကျမ်းမာကြီးနဲ့ပတ်သက်ရင်တော့ချူချာတက်တယ်။အဓိကတော့ဓူးတွေကိုက်ခင်းတာ၊ခြေတုံးခြေတလုံးတွေကိုက်ခင်းတာ၊ခြေထောက်တွေကိုက်ခင်းတာမျိုးခံရတည်။အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ဘာလေးပဲလှုပ်လိုက်လှုပ်လိုက်ကိုလှုပ်လိုက်တဲ့အရာလေးတွေမှာမောပန်းလွှမ်းနေနေတာမျိုးတွေ့ရပါလိမ့်။ကံနဲ့ပတ်သက်ရင်တော့အားနေတယ်။ဒါ့ပြင်မဲ့မဖြစ်မနေထီတိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့နှစ်တလုံးထီတိုးကန်ဆန်းလို့ရပါလိမ့်။ ငွေလေးတူလေးခန်းတည်တယ်တောင်းတတိထားပါနော်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာလေးချုပ်ငုံပြီးကြည့်လိုက်တဲ့အခါစိုးဝါးတဲ့ပူပန်မှုမျိုးတော့လုံးဝမတွေ့ရဘူးဒါပေမဲ့မိမိအနေနဲ့လောက်ကင်နဲ့ပတ်သက်ပြီးတော့အခွင့်အလမ်းကောင်းလာပေါ်လာတဲ့အခါကျရင်ကိုယ့်ဘက်ကနေပြီးတော့အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ဒီအခွင့်အလမ်းကောင်းကိုလက်မလွတ်ဖက်နဲ့အရာမိကဲမနောက်ဆရာမကလည်းကံနဲ့ပတ်သက်တဲ့အထောက်ပံ့ကောင်းကြရရလေးပြီးပြင်ပါလိမ့်။ဘုဒ္ဓသာသမိချင်းမိတ်ဆွေများ ။တပတ်တာကန်ထောက်ပံ့ပစ္စည်းတွေရေရီယာကမိမိတွေငါဖျားမှာနွားနုသုံးခွက်လူတိုင်းချင်းဖြင့်ခက်ခဲနေတဲ့တပတ်တာပြည်လေသွားမိလို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။23ရက်6လမှ29ရက်6လတပတ်တာကြာသာပရိသသမီချင်းမိဆွေရင်အလုတ်ကင်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်။ကြာသာပြီးသားသမီးချင်းမိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့ကံအားကောင်းနေအလုံးမှာအဆင်ပြေပြီး အလုံးနဲ့ပတ်သက်ပြီးတော့မင်္ဂလာတည်နေကြတဲ့တည်းတာမူကြီးတော့ပြည်စီထွက်တဲ့တည်းယူဆိုင်ပါနော် မိစေပေါင်းတဲ့ပတ်သက်ပြီးတော့ကြီးကဲသူတွေအကူအညီကောင်းထောက်ပံ့ကောင်းရရှိစေမယ့်တပတ်တာပါ။အိမ်နဲ့ပတ်သက်ရင်တော့ဆိတ်ရှုပ်စရာတစ်ခုပြီးတစ်ခုကြောင်းရတတ်တယ်။ပူပန်မှုတွေတွေလည်းကြောင်းရတတ်တယ်။ဘာမဟုတ်ပဲနဲ့ကိစ္စရပ်တွေစကားပြောဆိုရတတ်တယ်။အိမ်ကိုကြောင်းပြုတ်ပြီးတော့ရှင်မြတ်သားကြီးစီကအကူအညီပံ့ပိုးမှုလေးတွေထောက်ပံ့မှုလေးတွေရရှိစေမယ့်တပတ်တာပါ။ရန်အနေနဲ့တိုက်ခိုက်ရှိတဲ့တတိထားပါမိမိကိုမနာလိုတာမိမိကို ပြိုင်ဆိုင်နေတာမိမိကိုတိုက်ခိုက်နေတာเนาะအဲ့ဒီတိုက်ခိုက်တွေကနေပြီးပိုပြီးကြီးထွားလာတာအဲ့တော့ကိုကဘာပဲဖြစ်ဖြစ်အမြင်နဲ့သွားရင်လည်းတတိဆိုင်ရင်လည်းတတိတိုင်းရင်လည်းတတိပေါ့အမြင်နဲ့တတိရှိနေရပါလေအချီးကြီးနဲ့ပတ်သက်ပြီးတော့ချစ်သူခင်သူတွေပေါ်နေတယ်မျက်နှာအယမ်းပွင့်နေတယ်ချစ်သူရဲ့အလိုလိုက်ချင်းကိုလည်းရရှိစေမယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်အေးချမ်းသာရတော့အိမ်တော်ကြီးတို့တွေ့ရပါလေကျမကြီးနဲ့ပတ်သက်ရင်တော့စူချူလုံးဝမရှိပါဘူးရှင် အေးချမ်းမှုငြိမ်းချမ်းမှုရောက်ရှိလာမယ့်တပတ်တာလို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအလွန်ကောင်းပါတယ်။ထီထိုးကံဆန်းခြင်းနဲ့ဆိုရင်တော့ခုနှစ်တလုံးထီထိုးကံဆန်းလို့ရပါတယ်။ခရီးနဲ့ပတ်သက်တော့ကံများအရန်ကောင်းမွန်နေပါတယ်။ပြည်တွင်းရောပြည်ပရောခရီးကံလေးတွေကောင်းနေပါတယ်။အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပြီးကြည့်လိုက်တဲ့အခါမိမိကိစ္စမဟုတ်ပဲနဲ့သူတစ်ပါးကိစ္စနဲ့ဂျောင်းဝင်ပြောဆိုရင်းနဲ့ပြည်တနာတစုံတရာဖြစ်တဲ့ပါရင်အဲ့တော့အမှုခင်းလည်းဖြစ်တဲ့တည်းဒီဥဆိုင်ပါနော် ဇာတာပိသားသမီးချင်းမိတ်ဆွေတို့ရဲ့ကံထောက်ပံ့ဖြစ်စေတဲ့ယရိယာကောင်းလေးဆရာမပေးချင်ပါတယ်။ဇာတာပိသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရရမယ်တပတ်တာယရိယာကနေအင်းကဘုရားမှာဒုမဟုတ်ဇီးရီတဆူဆူမှာ တကွန်နိုင်အဖြူရောင်ကိုလုံးပြူရန်ချင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လည်သွားမယ်လို့တွေးရပါတယ်ရှင်။မင်္ဂလာပါရှင်23ရက်6လမှ29ရက်6လတပတ်တာတောက်ချာသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင် တောက်ကြသားသမီးချင်းမိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့အတိုက်အခိုက်ကလေးတွေရှိနေတယ်သတိထားပါနော်မိမိကအလုပ်ကိုကိုရည်ရွယ်ချက်ရှိရှိနဲ့အလုပ်ကလေးတွေကိုအစီအပြောင်ဖန်တီးနေတယ်ဒါပေမဲ့ကပြက်ရပြက်လုပ်နေတဲ့သူတွေကရှိတယ်အဲ့ဒါကိုသတိထားစေချင်တယ်နော်တမူးကြီးတော့ပြည်စီများထွက်တတ်ပါတယ်ပျောက်တတ်ပါတယ်ကြွေးဆိုင်ပါနော်မိတ်ဆွေပေါင်းသင်းတွေရဲ့အထင်မြင်လွဲမှားမှုတွေခံရတတ်တယ်အမြင်မကြည့်တာတွေခံရတတ်တယ်ကိုကဘာလေးပဲပြောလိုက်ပြောလိုက်ကိုကအလေးမထားတာမျိုးအရေးမပေးတာမျိုးကြောင့်ရတတ်တယ်နော် အိမ်နဲ့ပတ်သက်ပြီးတော့နောက်ဆက်တင်းစရာပူပန်စရာတွေကိုတစ်ခုပြီးတစ်ခုကြုံရပါမယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ဆွေမျိုးသားချင်းတွေကတရင်စိုးတွေကြားတက်တယ်ဥပမာဘယ်နေရာမှာဘာဖြစ်တယ်တို့နော်အလုံးနဲ့ပတ်သက်ပြီးအဆင်မပြေတာတို့အဲ့ဒါလေးတွေကြားတက်တယ်နော်စိုးရတဲ့ရန်အန်ဒီရဲ့တိုက်ခိုက်လုံးဝမရှိပါဘူးရှင်အချီးနဲ့ပတ်သက်ပြီးတော့မျက်နှာအလုံးပွင့်လန်းနေပါတယ်ချစ်သူခင်သူတွေပေါ်နေနေမိအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းသာယာတော့အိမ်တော်ကြီးတို့တွေ့ရပါတယ် ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့တစ်ခုပြီးတစ်ခုခြူကြတတ်တယ်။ဒီတစ်ပတ်ထဲမှာကိုစိတ်ဝင်စိတ်ကနေပြရတဲ့ပါလေ။ view site ပါ။အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာမယ့်တစ်ပတ်တာပါ။ဘလောက်ပဲခက်ခဲနေပါစေမိမိသည်မိမိကိုယ်တိုင်အရည်ချင်းနဲ့လုံနိုင်ကိုင်နိုင်တဲ့ထင်မှတွေ့ရပါလေ။ကံနဲ့ပတ်သက်ပြီးတော့ကံအားကောင်းပါလေ။ထီထူးကံဆန်းခြင်းနဲ့ဆိုတော့ကိုယ်တလုံးထီထူးကံဆန်းလို့ရတယ်။ခရီးနဲ့ပတ်သက်တဲ့ကိစ္စရများအစီအပြေချုံးဝေအောင်မြင်စေမယ်လို့တွေ့ရပါလေ။ အမှုနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာကြီးဂျုံကိုပြီးကြည့်လိုက်တဲ့အခါဘယ်ရာကိုမှပူပန်မှုပူဆွေးမှုနော်နောက်တစ်ခုကကျတော့ခက်ခဲမှုလုံးဝမတွေ့ရဘူးမိမိမှာဘလောက်ပဲအခက်ခဲပဲဂျုံဂျုံဘလောက်ပဲအကျက်တဲပဲဂျုံဂျုံကိုကိုနိုင်ကအရင်ချင်းရှိရှိနဲ့လှုပ်ဆောင်နိုင်တဲ့စွမ်းရည်ရှိတယ်လို့တွေ့ရပါတယ်ဒီတော့တောက်ကြသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့တပတ်တာရည်ရောင်ဆံမပေးကြပါတယ်တောက်ကြသားသမီးချင်းမိတ်ဆွေ ပြုလို့ဆောင်ရမယ့်ရည်ရာကမိမိသည် အိမ်ဖျားမှာပဲဖြစ်ဖြစ်နီးစက်ရဇီးဒီမှာပဲဖြစ်ဖြစ်ခေါင်းဆွေးကြော်တပတ်ကလူတိုင်းချင်းဖြစ်ခက်ခဲနေတဲ့တပတ်တာပြည်တယ်သွားပေးလို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်23ရက်6လမှ29ရက်6လတပတ်တာစနေသားသမီးချင်းမိစုရဲ့အလုပ်ကံကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်စနေသားသမီးချင်းမိတ်ဆွေအလုတ်ကံအရန်ကောင်းနေပါ ರೀ အောင်မြင်မှုတွေရရှိစေပေမိမိရဲ့လုံဆောင်ချက်တွေအကောင့်ရဲ့ပေါ်နိုင်သလိုမိမိတီတကယ်လုံလိုက်တဲ့အခါမှာလည်းပဲထွန်းတောင့်ခြင်းဆိုတဲ့အရာလေးတွေ့ရပါတယ် တန်ဖိုးကြီးသောပစ္စည်းများဝင်လာဖို့ရှိနေပါသည်မိစေပေါင်းတဲ့ပတ်သက်ရင်တော့မိမိကိုအပြစ်မြင်တာအပြစ်ပြောတာလေးတွေသဘုတ်လေးတွေပြောတာလေးခံတတ်ပါသည်အိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်များအစီအပြေမယ်အောင်မြင်မယ်စီစဉ်တကြလေးတွေအစီအပြေသွားလိမ့်မယ်နော်ရှင်မြူသားချင်းနဲ့ပတ်သက်ရင်တော့အာယုံနောက်ဆရာလေးကြုံရတဲ့ပါရင်ရံအတိုက်ခဲရှိတဲ့မနာလိုတဲ့သူတွေရံပေါ်နေတယ်သတိထားပါနော်အချီနဲ့ပတ်သက်ပြီးတော့ချစ်သူရဲ့ဒိန်းလေးတာတွေခံရတဲ့တင် အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အောက်လက်ငယ်သားဒါမှမဟုတ်သားသမီးတွေကြောင့်အရင်စိတ်ကွန်ရတာစိတ်ပြရတာမျိုးဖြစ်တတ်တယ်။ကျမ်းမာကြီးနဲ့ပတ်သက်ရင်တော့ဘယူးစိတ်ပါချူချာတတ်တယ်ဖြစ်လိုက်ပြီဆိုရင်ကျမ်းမာကြီးနဲ့ပတ်သက်ပြီးတော့အမြဲတမ်းကြိုက်ခဲတာခန္ဓာကိုယ်ကြီးနာကျင်နေတာကိုယ်ကြီးလက်တင်ပဤမသားဖြစ်တာအဲ့ဒါလေးကိုခံရတတ်တယ်ဘယူးစိတ်ပါနော်။အေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ကိုကအလုပ်နဲ့ပတ်သက်ပြီးတော့အရန်ကန်ကောင်းနေတယ်အလုပ်ကိုလည်းပဲကိုကတောင်းလျှောက်နေလုပ်နေတယ်။ အဲ့တော့အလုတ်ကလည်းအရင်ပြင်မန်းတာတစ်ဖက်နောက်တစ်ဖက်မှာပဝင်းကျင်နဲ့ပတ်သက်တဲ့ကိစ္စရဲ့ကလေးတွေမှာနည်းနည်းလေးဟိုရှင်းရတရားပြောရဆိုရတဲ့အခက်ကလေးရှိတတ်တယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားနေတယ်။ဒါပေမဲ့ထီတူးကန်ဆန်းကျင်နေဆိုရင်တော့သုံးတလုံးထီတူးကန်ဆန်းလို့ရပါတယ်။ခྱི་ကိစ္စကြီးကောင်းနေပါတယ်။မိမိအနေနဲ့ခྱི་ကိစ္စစကားပြောဆိုရပြီးဆိုရင်တော့ပုံမတော်ရရင်တော့သူများအတွေ့ပြောဆိုတဲ့အခါမှာအစီအပြေပဲတစ်ဖက်တာလို့မြင်ပါတယ်။ ားအလုံးနဲ့ပတ်သက်ပြီးတော့ပူပိုင်းဆရာကြီးဂျုံကိုပြီးကြည့်လိုက်တဲ့အခါဘလို့အကြက်တဲမျိုးပဲဂျုံလာဂျုံလာဘလို့အခဲခဲမျိုးပဲဂျုံလာဂျုံလာမိမိကအရာအလုံးကိုစိတ်အေးချမ်းသာစွာနဲ့ဖြည့်ရှင်းနိုင်တဲ့ပုံပုံဆိုရင်တော့တေချာပေါ့ဒီတပတ်တောင်မှအရာအလုံးမိမိတီးလုံဆောင်ချက်တွေကောင်းမွန်ပြီးတော့မှအေးအေးချမ်းချမ်းလေးနဲ့ဖြည့်ရှင်းရမယ့်တပတ်တောင်လို့မြင်ပါတယ်စနီသားမိချမိဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ရေရာကောင်းလေးချမ်းမွားပေးကြပါရစေ။စနီသားမိချမိဆွေ မိမိအနေနဲ့တပတ်တာပြုလို့ဆောင်ရွက်မဲ့ယရိယာကအဋိဋ္ဌံကိုပဲဝန်ခိုင်းတာပါအဲ့တော့အဋိဋ္ဌံကကြတော့နေ့စဉ်တန်ဖို့တွေကိုပုံမှန်၉កောက်၉កောက်ပေါ့နော်ဒါနိုင်နေဆိုရင်၉កောက်၉កောက်ပေါ့အဲ့တော့ရုပ်ဖတ်ပူဇော်ခြင်းဖြင့်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လေသွားမယ်လို့တွေ့ရပါတယ်ရှင်